အာရခပြည်မှာရခိုင်မျိုးသားအဖွဲ့ချုပ်အာရခတက်တော်ရှိဝဲလီအေအေကိုတရားဝင်အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အဖြစ်အသိမှတ်ပြုပေးဖို့အတွက်ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့နိုင်ငံတကာတာမတ်တွေကိုပြည်ရင်းပြည်ပရခိုင်ရက်ဘက်အဖွဲ့အစည်း၂၀၂အဖွဲ့ကအိတ်ပွင့်စာပေးပြီးတော့တောင်းဆိုလိုက်ကြပါတယ်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအဖွဲ့တွေဖြစ်ကြတဲ့ UNDP, UNOCHA, UNHCR, UNICEF, WFP စတဲ့အဖွဲ့တွေနဲ့တောင်အာရှဒေသနိုင်ငံတာမတ်တွေ American, EU နဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့အတမတ်တွေကိုအိတ်ဖွင့်ပေးစာစက်တမလအတွင်းမှာပေးခဲ့တာလို့သိရပါတယ်။ဒါအပြင် ULAA ကိုတရားဝင်အစိုးရအဖြစ်အသိမှတ်ပြုပေးဖို့ American တန်ယုံ၊ Japan တန်ယုံ၊ Canada တန်ယုံနဲ့ Australia တန်ယုံစတဲ့နိုင်ငံတွေကိုလည်းအိတ်ဖွင့်စာပေးဖို့ထားတယ်လို့သိရပါတယ်။အရခတ်တော်အေဟာအရခပြည်ထဲမှာနေမြေအများစုရဲ့65ရာခိုင်နှုန်းလောက်ကိုတိမ့်ပိုက်ထိ ंछ ုပ်ထားပြီးတော့ တရားဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးစတဲ့ရန်ညားတွေကိုတိစောက်ဆောင်ရွက်နေပြီလို့ဆိုပါတယ်။ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ကျန်းမာရေး၊ပညာရေး၊ကုန်သွယ်ရေးစတဲ့လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့တရားမျှတမှုနိုင်ငံသားတယောက်ချင်းစီရဲ့အခြေခံရပိုင်ခွင့်တွေကိုဒီမိုကရေစီစံနှုန်းတွေအတိုင်းလှုပ်ဆောင်နေပြီလို့သိရပါတယ်။ဒါကြောင့် ULAA ကိုအာရခပြည်ထဲမှာတရားဝင်အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အဖြစ်အသိမှတ်ပြုပေးဖို့နဲ့ ပြည်သူတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာထောက်ပံ့ပေးကြဖို့ကုလသမဂ္ဂအဖွဲ့အစည်းတွေကိုအရက်ပတ်အဖွဲ့အစည်းတွေကတောင်းဆိုထားတာဖြစ်ပါတယ်။ရခိုင်ပြည်ပါဝင်မြန်မာနိုင်ငံအနှံ့မှာအကြမ်းဖက်စစ်ကောင်စီကိုပြည်သူတွေကယုံကြည်မရှိတော့သလိုအစိုးရတရဲ့အနေနဲ့လည်းလက်ခံထားတာမဟုတ်တဲ့အတွက်နေမည်အများစု ပိုင်ဆိုင်ထားကြတဲ့တော်လရေးတပ်ဖွဲ့တွေကိုကုလသမဂ္ဂအဖွဲ့အစည်းတွေကတရားဝင်အစိုးရအဖြစ်အသိမှတ်ပြုပေးဖို့လိုအပ်နေတာပါအာရခပြည်ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်တောင်းကျမ်းမှုတွေနဲ့ဒေသခံပြည်သူတွေအပေါ်နေစဉ်ချင်းချောက်နေတဲ့အာဇာ RSO အဖွဲ့တွေကိုတာဝန်ယူဖြစ်ရှင်းပေးဖို့ကုလသမဂ္ဂအဖွဲ့အစည်းတွေကိုဆက်လက်တောင်းဆိုထားပါတယ်။အကြမ်းဖက်တောင်းကျမ်းမှုတွေကဘင်္ဂလားဒေ့ရှ်အာရခဆက်ဆံရေးတွေကိုထိခိုက်နေသလိုနယ်နိမိတ်လုံခြုံရေးကိုလည်းထိပါနေပြီးတော့နှစ်နိုင်ငံနယ်ဆက်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေအတွက်အလွန်ဆိုးရိမ်ပွေရောက်နေတယ်လို့သိရပါတယ်။ ဒါကြောင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနိုင်ငံတကာလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ဒီအကြမ်းဖက်အဖွဲ့တွေကိုအတားဆီးပေးဖို့စစ်ဆေးပေးဖို့နဲ့ပံ့ပိုးမှုမပေးကြဖို့အရက်ဖက်အဖွဲ့အစည်းတွေကတောင်းဆိုထားကြတာဖြစ်ပါတယ်။အာရခတတော် AA ကလည်းဘူးတီတောင်မောင်းတော်နှစ်စက်မှာအကြမ်းဖက်အာဆာနဲ့ RSO အဖွဲ့တွေသွာလာလှုပ်ရှားနေပြီးတော့ဒေသခံပြည်သူတွေကိုတပ်ဖြတ်နေတာကြောင့်မိဘပြည်သူတွေအနေနဲ့လူပြက်လက်တဲ့နေရာလူအယောင်နေပါတဲ့နေရာတွေကို တူတယောက်တည်းဒါမှမဟုတ်လူအ ਨੇ နဲ့မသွားကြဖို့ထုတ်ပြန်အသိပေးထားပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်းဒီအကြမ်းဖက်အာဆာ RSO အပွဲတွေကိုတိတိယောက်ယောက်အရေးယူပေးဖို့လိုအပ်တယ်လို့အကြမ်းဖက်စစ်သွေးကြွဝါဒီကို ထောက်ခံအားပေးနေတဲ့နေကြာသောတပ် BGB ရဲ့အရာရှိတချို့ကိုအရေးယူပေးဖို့လိုအပ်တယ်လို့ AA ကတိုက်တွန်းထားပါတယ်ရှင်။